မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့ကျွန်မတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါရရှင်မင်္ဂလာပါကိုโอเคမင်္ဂလာပါခင်ဗျာမင်္ဂလာပါရှင် အပြင်ဘက်နေရံများအကြောင်းကိုဆက်ပြီးအခန်းနှစ်တက်သမရှိသုံးမှာပါတယ်စွမ်းဆောင်ရည်ဆိုင်ရာလိုအပ်ချက်များ performance requirements အကြောင်းကိုဆွေးနွေးခြင်းပါတယ်ပထမဦးဆုံးအချက်ထက်ကရာဒီဥဒုတန်ကာကွယ်ခြင်းအတွက်ဘလို့အဓိကအချက်တွေကိုပြဋ္ဌာန်းထားပါသလဲရှင်အပြင်ဘက်နေရံများပြီးအဆောက်အုံကိုရာဒီဥဒုတန်ခံနိုင်တော့အပြင်ဘက်နေရံအခွန်တစ်ခုဖြင့်ပံ့ပိုးပေးရမည်အပြင်ဘက်နေရံအခွန်ကိုဒီဇိုင်းရေးဆွဲတည်ဆောက်ရရင်အပြင်ဘက်အလားအစင်အကာနောက်မှာ ရေတံခန်းအသားအစတစ်ခု ထားရှိခြင်းဖြင့်နေရန်အတွင်းသို့ရေဝင်ရောက်လာသောရေကိုအပြင်သို့ပြန်လည်ထုတ်ပေးနိုင်သည့်နီလန်းတစ်ခုပံ့ပိုးပေးခြင်းဖြင့်နေရန်အတွင်းရေစုပုံခြင်းကိုတားဆီးရမည်နေရန်အတွင်းသို့ဆို့ထိုက်စီမဝင်ရောက်စေရန်သို့မဟုတ်၎င်းကိုအပြင်ဘက်သို့ပြန်လည်လမ်းကြောင်းလွှဲပေးရန်အတွက်ရေကားပြားများကိုတတ်ဆင်ရမည်အပြင်ဘက်တကားနှင့်ဖရင်းပေါင်များ၏ပတ်လည်အပြင်ဘက်နေရန်များ၏အပေါက်နှင့်အစုံပိုင်းများအမိုးမိကိုကောင်းတိုင်စင်ဝင်း ကုန်းဘတ်လာတာရောင်များနဲ့အလားတူရှိတော်ထုတ်ထားသောအစိတ်ပိုင်းများနဲ့နယံများစုံရနေရာများနယံအတွင်းတည်ဆောက်ထားသောရေတကြောင်းနှင့်ဆူထိုင်းစည်းဝင်ရောက်နိုင်သည့်အလားတူနေရာများတွင် ရေကားပြားများကိုတက်ဆင်ရမည်အနာသားရှိသော ရေကားပြားများကိုနယံထိတ်လို့ပြားများ၏ဘေးနှက်ဖက်နှင့်အဆိုးများတွင်ဗေဒင်းပေါင်ပေါင်အောက်ခြေတွင်ညင်ရှိတော်ထုတ်ထားသော အနာကွေတန်စာများ၏အပေါ်တစ်ဆက်တည်းတွင်တက်ဆင်ရမည်ရေမစိမ့်ဝင်အောင်ကာကွယ်တဲ့ရေကားပြား flashing တွေကိုတော့ဘလိုနေရာတွေမှာတက်ဆင်ဖို့လိုအပ်ပါတယ်လေဟုတ်ကဲ့ရေကားဒီကအလုံးအရေးကြီးပါတယ်ဆိုထိုင်းရေကားခွေချင်းမြေကြီးမှာအပေါ်ရက်တိဆောက်ပုံအတွင်းတို့တက်လာတော့ဆိုထိုင်းစီသည်အိုးကျောင်းတို့ကိုပျက်စီးယုံတာမကတင်းနှံဝါပိုင်းအစိပ်ပိုင်းများဆွေးမွေခြင်းကိုလည်းအချိန်မြင့်စေနိုင်သည်အဆောင်အဝတ်တွင်သို့ဆိုထိုင်းစီထိုးဖောက်ဝင်ရောက်ခြင်းကိုတားဆီးရတဲ့အတွက်ဆိုထိုင်းစီကလွာ damp proof cost DPC ကိုထုတ်လုပ်ရသူ၏လက်ဆွဲစာအုပ်ပါညွှန်ကြားချက်အားသက်ဆင်ရမည်။ အဆောင်အုံနေရန်ဤမြာနေရာအစိတ်ပိုင်းကိုပဲရေဖီအားတယောက်မှုရှိပါကမြေကြီးအောင်အဆင့်ရှိခရင်ချန်တုံဟုနေရန်ဤထိုအပိုင်းကိုရေလုံအောင်ပြုလုပ်ရမည်အဆောင်အုံဆန်ရခရန်ထန်မှုနဲ့မိပြည်တံခံနိုင်ရှိမှုတွေကိုတော့ဘယ်လိုပြတ်ထန်းထားသေးပါသလဲရှင်ဟုတ်ကဲ့အဲ့ဒီအချက်တွေအတွက်ကတော့အဆောင်အုံဆန်ရခရန်ထန်မှုအပြင်ဘက်နေရန်များညံ့ဆက်တွေအဖွင့်အပေါက်များကိုအဆိုင်၃အဆောင်အုံဒီဇိုင်းပါလိုအပ်သည့်အပေါ်စည်းဝင်များကို ဘေးကင်အောင်ခံနိုင်စေစေရန်ဒီဇိုင်းရေးဆွဲတည်ဆောက်ရမည်။မီးဘေးဒဏ်ခံနိုင်ရှိမှုအပြင်ဘက်နေရန်ဒီမြန်မာမီးဘေးလုံခြုံရေးကျင့်သုံးနှစ်ခုံ၂၀ရလိုအပ်သည့်မီးဘေးဒဏ်ခံနိုင်စေအဆင့်သတ်မှတ်ချက်ရရမည်။နောက်ဆုံးအနေနဲ့ရေဘေးဒဏ်ခံနိုင်ရှိမှုနဲ့ပတ်သက်ပြီးဘလို့အထူးပြဋ္ဌာန်းချက်တွေရှိပါသလဲရှင်။ရေဘေးအန္တရာယ်ရှိတဲ့ area တွေအတွက်အလွန်အရေးကြီးတဲ့ရေဘေးဒဏ်ခံနိုင်ရှိမှုရေဘေးအန္တရာယ်ရှိတဲ့ area တွေမှာ ဒီဇိုင်းရည်လွယ်မှုအမြင့်အနောက်ကိုရောက်တော့အပြင်ဘက်နေရာများသည်ရေကြောင့်ပျက်စီးမှုကိုခံနိုင်ရမည်ရည်လွယ်မှုဝန်အားအောက်မှာပျက်စီးသွားစေရန်ဒီဇိုင်းရေးဆွဲထားသောအပြင်ဘက်နေရာများပေါ်မှာလျှက်စစ်စိတ်ယုံနေပိုက်ဆက်သွဲရေးဆိုင်ရာပိုင်းစိတ်ပိုင်းများသို့မဟုတ်ထိုးဖောက်မှုများမပြုလုပ်ရမည်အခုလိုအပြင်ဘက်နေရန်တစ်ခုရဲ့စွမ်းဆောင်ရည်အတွက်ဘတ်နှပေါင်းကနေပြည့်ပြည့်စုံစုံပြတ်ထန်းထားတာကိုသိရှိရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။ရပါတယ်ခင်ဗျာ။ဒါတွေအားလုံးက အဆောင်အုံရဲ့အပြင်ဘက်အခွန်တစ်ခုလုံးကယာတီဥဒုဒန်စိုးထိုင်းစီဝန်းအားမီးဘေးညာရေဘေးတွေအထိအားလုံးကိုကြံကြံခံပြီးအတွင်းမှာရှိတဲ့သူတွေကိုအပိအဝအကာအကွယ်ပေးနိုင်ဖို့အတွက်မရှိမချက်လိုအပ်နေတဲ့စံနှုန်းတွေပဲဖြစ်ပါတယ်ခင်ဗျာအခုလိုအသေးစိတ်ရှင်းပြပေးတဲ့အတွက် ATW Construction Engineering Group Maker အကိုရော့ရောအစီအစဉ်ကိုကြီးစုနားထောင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကြီးစုအများကြီးတင်ပါတယ်ရှင် အခုလိုဒီနှစ်အစည်းအဝေးကိုဒီမှာလဲရန်နာလိုက်ပါမယ်ရှင်နောက်တစ်ခေါက်မှာတော့ MNBC 2020မှာအပိုင်းနှစ်ရဲ့အခန်းခွဲနှစ်ကထမရှိရဲ့ကြံရှိတော်စိတ်ဝင်စားဖွယ်အကြောင်းအရာတွေညပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲပျော်ရွှင်သောနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်